DNL တန်းတက်မိုးကုတ်ရတနာမြေကနေထွက်ခွာပြီးတဲ့နောက်ပိုင်းမှာတိုက်ပွဲတွေပြင်းထန်လာမှာကိုစိုးရင်ကြတဲ့ပြည်သူတချို့ဟာမြို့ကိုစွန့်ခွာပြီးကြိုတင်ရှောင်တိန်နေကြပါဗါးခွန်စောဦးသတင်းပေးပို့ထားတာပါရှင်တရုတ်နိုင်ငံရဲ့ဂျာဝင်မှုနဲ့ DNL တန်းတက်နဲ့စစ်ကော်မရှင်တက်တို့အောက်တိုဘာ29ကစပြီးအပြစ်ခတ်ရဲစဲဖို့သဘောတူခဲ့ပါတယ်ဒါအပြင်မန်လီတိုင်း မိုးကုတ်ရတနာမြင်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့ကိုတအန်းတက်ကစစ်ကော်မရှင်ကိုပြန်လည်လွှဲပြောင်းပေးဖို့လေတဘောတူခဲ့တာပါတရားနယ်နေတအန်းတက်ကမိုးကုတ်မြို့ကနေထွက်ခွာသွားရင်မျိုးဦးတော်လိုင်းအင်အားစုတွေကမိုးကုတ်မြို့ကိုလက်မလွတ်ရရေးအတွက်အပြင်းအထန်ကာကွယ်တော်မှာဖြစ်တာကြောင့်တိုက်ပွဲတွေပြင်းထန်လာမှာကိုစိုးရင်ကြားတဲ့ပြည်သူတို့ဟာမြို့ကိုဆွန့်ခွာပြီးကြိုတင်တိမ်းရှောင်တာတွေရှိနေတယ်လို့ဒေသခံတွေကဆိုပါတယ် က်စံလက်တင်ရီထွက်ခွာပြီးတဲ့နောက်ပိုင်းမှာစက္ကဆောင်ဝင်လာမယ်ဆိုတဲ့နောက်ပိုင်းမှာဒီမိုကိုဗျူဟာတို့ MD1 PDR တို့ချူရောတရင်နေရာလေပြီးတော့ဒီမိုကိုနဲ့မိုမိတ်ကိုပြင်ထန်ပြန်နဲ့ကာကွယ်မယ်ဆိုတဲ့အကြောင်းတရားမှာဆက်ကြီးကျယ်ဖြစ်မှာလေဆိုရင်စီရှိကြတယ်ပေါ့နော်။ကြာလဲကြိုချင်းကြွဲလေးတူးကြတယ်ချူကြတယ်လေရှောင်းတင်းမှုစီစဉ်လေးစီစဉ်နေပါတော့။လက်ရှိမိုကိုရန္နာမြေမှာထားပွဲခေါ်ကြောင်းမြင့်စည်းတို့အချိန်ပိုင်းဖွင့်လာရှိပြီးပုံမဲ့ရောင်းဝယ်ဖောက်ကားမှုနဲ့တွာလာမှုလည်းရှိနေတာပါ။တီယန်နန်နေတန်းတက်နဲ့ညှိနှိုင်းပြီးကြောင်းမြင့်တူးဖော်နေတဲ့ အဖွဲ့အစည်းတချို့ရဲ့လုပ်ငန်းတွေကတော့အပိသက်အနေနဲ့အင်အားသုံးပြီးလုပ်နေကြတယ်လို့ဒေတာကန်တွေကဆိုပါတယ်။ Renaissance တွင်းကိုအပိသက်ဆုံးသက်လုပ်ငန်းလုပ်လုပ်ကန်ကြရရှိရဲ့သူတို့အဖွဲ့အစည်းကြလုပ်ခဲ့ထားတဲ့လူကမိုင်းဆိုင်ရာရဲ့တော့သူတို့လက်ရှိလူငန်းဖြစ်ပြီးအများဆုံးဆောင်ရွက်နေရရှိရဲ့အပိသက်နေကြတယ်ပေါ့နော်လက်ရှိဒီ2023အောက်တိုဘာမှာစတင်ခဲ့တဲ့2029စစ်စင်ရေးအတွင်း TNN နဲ့တအန်တက်နဲ့တော်လိုင်းအင်အားစုတွေက မုတ်ကုံမြို့နဲ့မုံမင်းမြို့ကိုတိမ့်ပိုက်နိုင်ခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ဂျာဝင်မှုနဲ့တရနနေတန်အတဟာမုတ်ကုံနဲ့မုံမင်းမြို့ကနေထွက်ခွာပေးရမှာဖြစ်ပါတယ်။ကျွန်တော်ခွန်စော်ဦးပါ